Alo. Alo. Không kể cha già À, chào bạn sĩ À, 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 chơi được hỏi là bảo nó. Sao lại ăn? Ừ. Nhảy nó phía xin của nó. Ok. Nam mô Tát Đà Bhagavad Đồ. อะระหังโตัมมาสัมตุทธะนะโมตัตสะตะปะกวาโตระหังโตัมมาสัมพุทธะนะโมตัตตาปะกวาโตราหังโตสัมมาสัมพุตธะอ่า ောက်เนาะအဲ့ဒါကျွန်တော်တို့စရအောင်ဒါမနေ့ကဟွာထိပ်ပြီးသွားပြီပေါ့เนาะညတော့ငါးငါးခုမြောက်ထိပ်ပြီးသွားပြီเนาะဒါနံပါတ်1ဒီဒါဘာပြောနေအောင်ဆိုတော့ဟွာเนาะဒီဒီမေတ္တာမပွားခင်မှာရှိရမယ်အရေးချင်းနော်အရေးချင်းနေအကြောင်းကိုပြောနေတာအဲ့မှာနံပါတ်1ဒီတက်ကောနော်စွမ်းစွမ်းဆောင်နိုင်တဲ့သူ ဖြစ်ရမယ်နံပါတ်2ကရောက်တော့ဥစုနော်ရိုသားဖြောင်းမဲ့သူဖြစ်ရမယ်သူဥစု ပို့ပြီးတော့မှနော်ကိုနော်စိတ် ဒီဟာသုံးပါးလုံးကိုယူတာဖြောက်မှတ်တဲ့သူဖြစ်ရမယ်ပေါ့နော်သူဥစုပြီးပြီဆိုရင်မဆိုသူဝဆောသူဝဆောဆိုတာရောက်တော့ဘာဖြစ်တာဆိုတော့ငါဆုဆုံးမလွယ်ကူတဲ့ပုံကိုဖြစ်ရမယ်ပေါ့နော်နံပါတ်5ချက်တည်းဘာလို့ဆိုတော့မူတုနော်မူတုပေါ့နော်မူမူတုဆိုတာရတော့ယဉ်ကျေးတိမ်မွေးရမယ်ယဉ်ကျေးနူးညံ့ရမယ်ပေါ့နော်နူးညံ့ရမယ်နူးညံ့ရမယ်ဆိုတဲ့နေရာမှာဘာဟောပါပါတော့ဆိုတော့မနေ့ကပြောလိုက်တဲ့ ဒီတော့ဟိုဟာလေဘာဘာပါတယ်ပေါ့နော်။နော်ယူသားဖြောင်းမှတ်မှုတွေပါပါတယ်ဆိုတာကိုသိရမယ်ပေါ့နော်။ဒါဒါမနေ့ကပြောလိုက်တဲ့၅ချက်ပေါ့နော်။ဒီနေ့နောက်တစ်ခုထပ်သွားလိုက်မယ်။နံပါတ်6เนาะနံပါတ်6ကရောက်တော့ပါလို့ဆိုတော့နံပါတ်6ဒီအနာတိမာနီเนาะဒါအန်ဆာမင်နာလေးလည်းဖွင့်ထားပြီးရောเนาะတရားအန်နာတရားမှာအနာအနာတိမာနီเนาะ အနာတိမာနီဆိုတာဘာကိုပြောတာအောင်ဆိုတော့လွန်ကဲတဲ့မာမာနာမရှိရဘူးတဲ့သူကမာနာကိုပြောချင်တာလေမာနာမာမယိုယိုမာနာမဟုတ်ဘူးဘာလို့ဆိုတော့အတိမာနာအတိမာနာဆိုတာကပူပူပြီးတော့မှပါပြတော့ဆိုတော့ကြီးမားတဲ့မာနာပေါ့နော်ယိုယိုမာနာမဟုတ်ဘဲနဲ့လွန်ကဲတဲ့မောက်မာတဲ့မာနာကိုပြောတာအဲ့တော့လွန်ကဲမောက်မာတဲ့မာနာမျိုးမရှိရဘူးတဲ့အဲ့တော့မာနာပေါ့ မာနဆိုတာဘာလဲပေါ့နော်မာနဆိုတာဒါမြန်မာစကားလိုဖြစ်နေပါပြီเนาะဒါမာနကြီးတယ်เนาะမာနမာနထောင်လွားတယ်เนาะဒါဘာကိုပြောချင်တာဆိုတော့မာနဆိုတာကเนาะထောင်လွားခြင်းမောက်မာခြင်းเนาะတက်ကြွခြင်းဆိုတဲ့ဟာကိုသူကမာနလို့ပြောတာเนาะအဲ့တော့ စာပေမှာဘာလို့ဆိုထားတော့ဆိုတော့မာနာဆိုတဲ့နေရာမှာနှစ်မျိုးရှိတယ်ပေါ့နော်ထားတဲ့နဲ့မာနာရှိတယ်မထားတဲ့နဲ့မာနာရှိတယ်ပေါ့နော်အဲ့ဒါနှစ်မျိုးရှိတယ်ဆိုပြီးတော့မှဆိုထားတယ်ပေါ့နော်တကယ်တမ်းရောက်တော့မာနာဆိုတဲ့ဟာဒီဘယ်ထဲမှာပါတော့ဆိုတော့အဘိဓမ္မာသင်ထားတဲ့သူတွေဆိုရင်တိမယ်အကုသိုလ်စီတတိတ်နော်လောမန်ဒိဋ္ဌိနော်လောမန်ဒိဋ္ဌိဆိုရဲလောဘအုပ်စုအောက်ထဲမှာပါတာလောဘရဲ့မာနာရဲ့ဒိဋ္ဌိရဲ့ပေါ့နော်အဲ့တော့ပြောချင်တာတော့အကုသိုလ်စီတတိတ်မာနာဆိုတာကအကုသိုလ်စီတတိတ်ဖြစ် တဲ့အတွက်ကြောင့်မလို့ဘေမာနာဖြစ်ဖြစ်တော့ပါမယ်လို့ဆိုရတော့အကုသိုလ်ကြီးပဲ ဘယ်မာနဖြစ်ဖြစ်တော့အာကုတ္တကြည်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒါမာနလို့ပြောလိုက်ရင်တော့အာကုတ္တကြည်ပဲဒုဗိမေလို့ဒါလေတက်ပါတော့ဆိုတော့ဘုရားဟောတဲ့နေရာလေးမှာပါတာရောက်တော့မာနဆိုဒီမှာနှစ်မျိုးရှိရယ်ပေါ့နော်ဘာလို့ဆိုတော့ထားတဲ့မာနနဲ့မထားတဲ့မာနဆိုပြီးတော့မှဒီလိုနှစ်မျိုးရှိတယ်ဆိုတာကိုသိရမယ်ပေါ့နော်အဲ့တော့မာနဆိုတာဒီဒါအာကုတ္တစိတ္တသိဖြစ်တဲ့အတွက်ကြောင့်မလို့သူကဘာလို့တောင်းဆိုတော့ကိုယ့်ရဲ့အကြီးရှင်နဲ့ပတ်သက်ပြီးတော့မှဘာလို့တောင်းဆိုတော့တော့ထောင်းတော်ရတယ်တက်ကြွတယ်မာနဖြစ် ြစ်တယ်ပေါ့เนาะအဲ့ဒါကိုစိုးလို့တာပေါ့เนาะအဲ့တော့မာနာနှမျိုးမှာထားသင့်တဲ့မာနာနဲ့မထားသင့်တဲ့မာနာဆိုတာဘာကိုပြောတာအောင်ဆိုတော့ထက်ရှင်းမယ်ပေါ့เนาะအဲ့တော့ထက်ရှင်းမယ်ဆိုတော့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်တယ်ဆိုရင်တော့ဘာဖြစ်တယ်တုံးဆိုတော့မာနာဆိုတဲ့တရားကထားသင့်တဲ့ မာနာဖြစ်ပါလေတဲ့တော့ပြောချင်တာတော့ကုသိုလ်ကောင်းမှုအရာနဲ့ပတ်သက်ပြီးရဆိုရင်တော့မာမာနာရှိတဲ့လားဆိုရတော့ရှိတဲ့နေပေါ့နော် ရှိတဲ့နေဆိုတာကဒါမြတ်စွာဘုရားဟောတဲ့ထဲမှာပါတယ်မြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုတော့ရတော့သူကဟိုပေါ့နော်ဒီဒီဒီ ကုတုကုတုအရာမှာတဲ့နော်ကုတုဘလို့နီးဘဲအကြောင်းနဲ့ဖြစ်ဖြစ်ပေါ့ပြောချင်တာတော့ဘဲအကြောင်းပြချက်နဲ့ဖြစ်ဖြစ် ကုတုလုတ်ဖြစ်သွားတယ်ဆိုရင်ဒါဘာဖြစ်လဲဆိုတော့ရှိကျူးတာပဲပေါ့သူကသူအကုတုအကြောင်းအရာပဲဖြစ်ဖြစ်ပြည်ရယ်ဆိုရင် ကုတုအကြောင်းအရာပဲဖြစ်ဖြစ်အကြောင်းရင်းကဘဲအကြောင်းအရာနဲ့ဖြစ်ဖြစ်ပေါ့ပြောချင်တာတော့မွေးနေ့လုံးလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါအာတခုခုကိုတံဝေကားရလို့ဒုက္ခရောက်လို့ပဲဖြစ်ဖြစ်ဘဲအကြောင်းအရာနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကုတုလုတ်ဖြစ်ဖို့ဒီဘာလို့ဆိုတော့အဓိကဖြစ်တယ်တဲ့အားကြောင့်မလို့ပြောချင်တာတော့မာနာ สุเรหาล ဒါကိုပြောချင်တာပေါ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့မှထားမယ်မာမာနာရှိတဲ့နယ်ဆိုတာကရောက်တော့ဒါဘယ်လိုပြောချင်တာလဲဆိုတော့တော့နော်ပြန်ဆိုင်ပြီးတော့မှဟာသူကတော့ကုသိုလ်တွေလုပ်နေပြီနော်ဒီနေ့နော်ဒါဒါဒါဝါကောင်လာပြည့်တွေမှာ သူတို့ဆွနေကတ်နေကြတယ်ဥပုပ်တွေစောင့်နေကြတယ်ငါလည်းဘာလို့မလုပ်နိုင်ရမှာလဲဆိုတော့မာမာနာဒါဘာလို့ဆိုတော့မာမာနာဆိုရဲအကုသိုလ်ဆိုရဲဟာလေးကိုအကြောင်းပြုပြီးတော့မှဘာကြီးလုပ်ဖြစ်သွားအောင်ဆိုတော့ကုသိုလ်ဆိုရဲအရာတွေကိုလုပ်ဖြစ်သွားတာတဲ့ပြောချင်တာတော့ဘယ်အကြောင်းအရာနဲ့ပဲဖြစ်ဖြစ် ်ပေါ့နော်အကြောင်းပြချက်မျိုးစုံရှိပလိစေကုသိုလ်လုပ်ဖြစ်သွားရဲဆိုရင်ဒါကောင်းတဲ့အလုံးလိုပဲပြောရမှာပေါ့နော်အဲ့တော့ကုသိုလ်အရာမှာဆိုရင်မလုပ်တဲ့နှုန်းဆိုတော့မမနာဆိုတာထားတဲ့နည်းဆိုတာကို ပြောတာပေါ့နော်အဲ့မှာဆရာတော်ကြီးဥပမာပေးတာဒီဒါပါတော့ဆိုတော့သူမိတာရှင်ရတဲ့เนาะဖရားလောင်းသူမိတာရှင်ရတဲ့ဒီဒါမာနာထားရဲ့အတွက်ကြောင့်မလို့ဖရားဖြစ်တာရယ်ပြောချင်တာတော့သူမိတာရှင်ရတဲ့ဘဝမှာစဉ်းစားကြည့်မယ်ဆိုရင်လीနိယတဗျာဒိတ်ပေါ့ နိယတဗျာဒိတ်ဆိုတာကသူကဗျာဒိတ်ဆိုတာကဘာကိုပြောချင်အောင်ဆိုရတော့လေဒီဗျာဒိတ်ဆိုတာကအဲလွယ်လွယ်ပြောမယ်ဆိုရင်တော့ရှေးရှေးရှေးဖြစ်ကိုဟောတဲ့သဘောပဲပေါ့ဗျာဒိတ်ဆိုတာကရှေးမှာဒီဒီလူတယောက်ဒီဒီအနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုကြိုတင်ပြီးတော့မှဟောကိန်းထုတ်တာကိုဘာလို့ခေါ်အောင်ဆိုတော့ဗျာဒိတ်လို့ခေါ်တာဗျာဒိတ်တီသူကမှားနိုင်ဘူး မမားနိုင်မှုဆိုတာက ရှိတာပတ်တည်းဒီလူတယောက်ရဲ့ condition ပေါ့အခုလက်ရှိဖြစ်နေတဲ့ current condition ကိုကြည့်ပြီးတော့မှဘာကိုပြောတာအောင်ဆိုတော့ဒါကိုပေါ့နော်ရှေးမှာဘာဖြစ်မယ်ထားမှာတော့နော်ဒါအကြောင်းသားတယောက်ဒီစာရီတော်နေရပြီးပြီဆိုရင်ဒါဒါပေါ့နော်ဒါစာရီကိုနေစဉ်မှန်မှန်လုပ်တယ်အင်စာရီကိုလုပ်တယ်မိဘဆရာစကားကိုနားထောင်တယ်စူးစားတယ်ဝရိယရှိတယ်ဒါဆိုရင်သူဒီဘာဖြစ်မှာအောင်ဆိုတော့ဆံပွင့်အောင်အောင်ပါအဲအဲ့လိုဟာကိုဘာလုပ်တော့အောင်ဆိုတော့သူကပြားတယ်သူပြောချင်တာအဲ့ တော့ဒီသူမိတာရှင်ရဲ့တေလေးဒီတာပါတော့ဆိုတော့ဒီပင်ကရာမြတ်စွာဘုရားရဲ့ရှိတော်ရင်းမှာပါဖြစ်တော့ဆိုတော့ဗျာဒီကိုခံခဲ့တာသူဒီဘာဖြစ်နေအောင်ဆိုတော့ဇန်နေရနေတယ်အဘိညာဉ်နေရနေတယ်ပြီးဆိုရင်တရားထူးတရားမြတ်တွေကိုရနေတယ်လောကီဇန်တွေကိုရနေတယ်ပေါ့အဲ့အချိန်မှာပါဖြစ်တော့ဆိုတော့သူဒီ ကိုလူယုံသွားမယ်ပြောချင်တာတော့ငါတယောက်တည်းပဲတန်တရားနေလွတ်ပြီးတော့မှနော်တခြားသူတွေကိုမငယ်ကွက်တော့ပဲနဲ့ကိုကိုလူယုံပြီးတော့မှတန်တရားနေလွတ်မြောက်သွားမယ်ဆိုရင်ဒါသူတည်ဒါဘာလို့ဆိုရတော့တပိညုတဖရာဘာဖြစ်တော့ဆိုတော့မဖြစ်တော့နော်တပိညုတမြတ်စွာဘုရားမဖြစ်တော့ပဲနဲ့သူ့ရဲ့ဘဝတန်တရားငြိမ်းချမ်းငြိမ်းချမ်းကိုသူကိုယ်တိုင်ရှာသွားမှာအဲ့လိုမျိုး စိတ်မဟုတ်ဘူးတဲ့နော်ဒီသူမိတာရှင်ရဲ့တေလေးဒီဒါဘာလို့ဆိုတော့သူဒီဘာလို့ဆိုတော့မာနာတရားထားတာဘလို့မာနာလုံးဆိုရတော့ငါတယောက်တည်းကိုလိုယုံသွားလို့တော့ဒါငါမတင့်တော်ဘူးပေါ့နော်ဒါဒီလိုဒီပင်ကရာမြတ်စွာဘုရားလိုတပင်ညူတညံကိုရပြီးတော့မှเนาะဒါတတ္တဝါတွေကိုเนาะဒါပါရမီတွေဖြည့်မယ်တတ္တဝါတွေကိုကယ်မယ်ဆိုတဲ့ယူရဲ့ချက်နဲ့ဘာလုပ်ခဲ့အောင်ဆိုတော့မာနာထားခဲ့တဲ့အတွက်ကြောင့်မလို့ပါရတာဆိုတော့ဘုရားဖြစ်တာဆိုပြီးတော့မှဆရာတော်ကြီးက တယ်လို့ရှင်းထားတယ်ပေါ့နော်တချို့စာပေတွေမှာရောက်တော့သူကသူ့မိသားရှင်ရဲ့တေးရမာနာထားတာမဟုတ်ဘူးပေါ့ကရုဏာတရားပညာတရားထားတယ်ဆိုပြီးတော့มาပြောတာပြောချင်တာတော့ကရုဏာတရားကြီးလည်းပါမယ်ပညာတရားကြီးလည်းပါမယ်ဒုပေမဲ့လို့ဘာဟောပါပါတော့ဆိုတော့မာနာတရားဟောပါပါတယ်ဆိုတာကိုတော့သိရမယ်ပေါ့နော်မာနာဆိုတာကခုနပြောစလို့အကုသိုလ်ရာမှာထောင်တာတက်ကြွတာဒီတာမကောင်းတဲ့မာနာဖြစ်မှာပေါ့အဲ့လိုမဟုတ်ဖဲနဲ့ကုသိုလ်ရာမှာလည်းမလုပ်အောင်ဆိုတော့မာမာနာတရားဆိုတာထားမယ်ဆိုတာဒါကျွန်တော်တို့ ဒါနော်ဒီနေ့ခေတ်ပြောမယ်ဆိုရင်တော့ဒါခုနပြောလို့သူတို့ကုသိုလ်လုပ်နေတဲ့ချိန်မှာငါလည်းကုသိုလ်လုပ်နိုင်ရမယ်သူတို့ဥပုသ်ဆောင်နေတဲ့ချိန်မှာငါလည်းနော်ဘာလို့ပါအောင်ဆိုတော့ဟိုဟောနော်ဥပုသ်တွေဆောင်နိုင်ရမယ်နော်တရားစာတွေကျက်နေတဲ့ချိန်မှာငါလည်းကျက်နိုင်ရမယ်နော်တက်ကြီးဝေဝေအောင်မှစာတွေကိုဖတ်နေတဲ့ဆောင်မွေးတွေကိုဖြီးနေတဲ့ချိန်မှာကိုယ်တွေလည်းပဲဘာလို့ပါအောင်ဆိုတော့ဖြီးနိုင်ရမယ်လုပ်နိုင်ရမယ်ဆိုတဲ့မာမာနာသည်ဒါပါအောင်ဆိုတော့ထားတဲ့နဲ့မာမာနာဖြစ်တယ်ဆိုတာကိုပြောချင်တာပေါ့နော်အတိမာနာမဟုတ်ဘူး ြောချင်တာကောင်းသောမာနလို့ပြောချင်တာပေါ့နော်အဲ့တော့အတ္တိမာနဆိုတာရောက်တော့အဲ့လိုမဟုတ်ဘူးသူ့ဂုံကိုမလောက်တောင်းဆိုတော့နှိမ့်ချပြီးတော့မှကိုယ့်ဂုံကိုဖော်ထုတ်တာဒါကိုဘာလို့ခေါ်အောင်ဆိုတော့အတ္တိမာနလို့ခေါ်တာဒါသည်ဒါပေါင်းဆိုတော့အကုသိုလ်ဘက်ကိုသွားတဲ့မာနဖြစ်မှာပေါ့နော်အဲ့တော့ ဒါလေးပေါ့နော်နံပါတ်6ဒီအတိမာနအနာတိမာနီဆိုတဲ့လွန်ခဲ့တဲ့မောင်းပါတယ်နော်မာမာနာမျိုးဆိုတာမရှိရဘူးဆိုတာကိုပြောတာအကုတုအရာနဲ့ပတ်သက်ပြီးတော့မှမာနမာမာနာမရှိရဘူးကုတုအရာနဲ့ပတ်သက်ပြီးတော့မှကုတုကောင်းမှုတွေပြုလုပ်တော့မယ်ဆိုရင်ပြောနေတာတော့နော်ဒါဟိုပေါ့ဒီဒီစိတ်ထုတ်ဆောင်မှုလည်းပါတာပေါ့နော်မာနာထားတတ်ရမယ်ဆိုတာကိုပြောချင်တာပေါ့ရတယ်နော်အဲ့တော့ဒါလေးကိုပါလေးလုပ်ပေးပါနော်အဲ့ကဲဟုတ် ဟိုလေးဖတ်ပြပါတရားတရားမာရတရားစာမျက်နှာတရားမာရှိတယ်နော်နာတိမာနိမမမာလွန်ရဘူးတဲ့လွန်ခဲ့တဲ့မာမာနာမရှိရဘူးဒီနေရာမှာ မာနာမရှိရဘူးလို့ဖះကမဟောပဲအလွန်မောင်းမာတဲ့မာနာမရှိရဘူးလို့ဟောတာဟာအတိပ္ပယ်ရှိရပေါ့မာနာဆိုတာထားတဲ့မာနာမထားတဲ့မာနာနှစ်မျိုးရှိတယ် မာနဆိုတာကတော့အာဟုတုကြီးပဲကိုယ်အီချင်းနဲ့ပတ်သက်တဲ့အတွေ့အမြင် ကိုမာနလို့ခေါ်တယ်။ထားတဲ့မာနဆိုတာပညာရေးနဲ့ပတ်သက်ပြီးတူတောင်တက်သေးတာပဲ။ငါလဲတက်အောင်လုပ်ရမယ်။ဒီလိုဒီမာနမျိုးထားရမယ်။စီဝါရင်းနဲ့ပတ်သက်ရင်တူတောင်အောင်မြင်သေးတာပဲငါလည်းအောင်မြင်အောင်လုပ်ရမယ်ကမ္မထံဘာဝနာနဲ့ပတ်သက်ပြီးတူတောင်မှဒီလိုပေါက်ပေါက်ရောက်ရောက်ဖြစ်သေးတယ်ငါလည်းဘာလို့ပေါက်ပေါက်ရောက်ရောက်မဖြစ်ရမှာလဲသူတို့တောင်ယဟန် နာဖြစ်သေးတာငါလည်းဖြစ်ရမယ်ဆိုတဲ့မာနာမျိုးနော်အဲ့ဒီမာနာမျိုးကတော့ထားသင့်တဲ့မာနာမျိုးမြတ်စွာဘုရားအလောင်းသူ့မိသားရေသိဟာမာနာထားလို့ဖရားဖြစ်တာမာနာမရှိရင်ဖရားမဖြစ်နိုင်ဘူးဘာကြောင့်ဒီစကားပြောရတော့ဆိုရင်ဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာ သူ့ရဲ့ပညာရည်ချင်းကအလွန်မြင့်တယ်ဇန်အဘိညာတွေရထားတဲ့ယသိတ္တဥဖြစ်တဲ့ဒီပင်ကရာမြတ်စွာဘုရားတန်တပည့်ခံပြီးတရားအထုတ်မယ်ဆိုရင်ဟန်းနာဖြစ်သွားမှာဒါပေမဲ့ငါလိုဆွမ်းရည်တတ္တိရှိတဲ့လူတယောက်ကကိုတယောက်တည်းသိုံနဲ့ဉာဏ်နဲ့မှမဟုတ်ဘူးတဲ့ငါကိုယ်တိုင်ဘုရားဖြစ်ပြီးတတ္တဝါတွေကိုကဲတင်အောင်မယ်အမှန်တရားကိုငါကိုယ်တိုင်ဟောအောင်မယ် ငါသူများဟောထားတဲ့တရားကိုနာပြီးတော့ယဟန္တာဖြစ်သွားတဲ့အဖြစ်မျိုးကိုလွတ်ယုံသွားတာမျိုးငါမလုံနိုင်ဘူးတဲ့ဒါမာနာပဲပေါ့အဲ့ဒီမာနာကြောင့်ဖျားဖြစ်တာစက်ဖတ်မလားဆင်ဟာအကောင်လုံးပြည့်ရည်ဖတ်လိုက်တော့နော်မမကြီးဟုတ်သို့တော်စာပေကျမ်းဂန်တွေမှာဖျားလောင်းနေဖျားဖြစ်တာကရုဏာကြောင့်ဖြစ်တယ်လို့ဆိုတယ် ကရုဏာပါတော့ပါတာပေါ့ဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာငါလဲဘုရားဖြစ်အောင်လုပ်မယ်ဆိုတဲ့မာနကအဓိကပဲအဲ့ဒီမာနကြောင့်ဘုရားဖြစ်တာလို့ပြောနိုင်တယ်တိတ်မောက်မာတဲ့မာနဆိုတာလူကြီးတွေကိုအယူအသိမပေးနိုင်ဘူးနော်ငါကအသာဆုံးပဲငါထက်ငါထက်တက်တက်သူမရှိဘူးဆိုတဲ့မောက်မာတဲ့မာနပညာနဲ့ဖြစ်စေစီးပွားနဲ့ဖြစ်စေအလားနဲ့ဖြစ်စေဂုံတည်င်းနဲ့ဖြစ်စေအဲ့ဒါမျိုးတွေ နဲ့ပတ်သက်ပြီးမမောက်ရမမောက်မာရဘူးတဲ့မောက်မာလို့ရှိရင်ပတ်ဝန်းကျင်ကသူ့ကိုမုန်းတယ်မုန်းပြီးတော့မေတ္တာတိဆောက်ဖို့မဖြစ်ဘူးတဲ့အဲ့ဒါကြောင့်အနာတိမာနေမာနမကြီးလွန်းရဘူးဟုတ်ဟုတ်မမီးဟောရပါရဲ့နော် အဲ့တော့ဒီဟာလေးပေါ့နော်ဒီပုံလေးထည့်ထားတဲ့ရွယ်ချက်ကလေနော်ဒါလူတိုင်းဒါဗုဒ္ဓဘာသာဝင်မှန်သမျှလေနော်တည်တည်ပါတယ်နော်ဒါဒီပင်ကရာမြတ်စွာဘုရားရဲ့ရှိတော်ရင်မှာဒါနိယတဗျာဒိဗံကိုဆင်မြန်းခဲ့တာပေါ့နော်နိနိယတနိယတဗျာဒိဆိုတာခုနကပြောတဲ့ဒါရှိအဖြစ်ကိုလုံးဝတိတိကျကျနဲ့နော်ဒါဟောကိန်းထုတ်ခဲ့တယ်ဆိုတဲ့သဘောကိုပြောတာပေါ့နော်အဲ့တော့ဒီပုံလေးဒီဒါမြတ်စွာဘုရားဒါဂေါရမမြတ်စွာဘုရားအလောင်းရဲ့ဘာလို့ဆိုတော့ပါရမီဘဝအစားလို့ပြောလို့ရတယ်ပါရမီ ဘဝအစဆိုတာကဒီဖျားစဖြစ်တဲ့အချိန်မှာပါရမီဆိုတာက ဖြစ်ရတယ်ပေါ့ပါရမီမပြည့်ဘဲနဲ့ဒါပါမဖြစ်နိုင်ဘူးဆိုတော့တော့လေပါရမီမပြည့်ဘဲနဲ့ဖျားမဖြစ်နိုင်ဘူးပါရမီမပြည့်ဘဲနဲ့နိဗ္ဗာန်ဆိုတာကိုမရောက်နိုင်ဘူးเนาะအဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်ပြောရရင်လက်တကန်းအလိုလေးပဲ ဒီဒီပင်ကရာမြတ်စွာဘုရားရဲ့ဒီမှာလေဆရာတော်ပြောတယ်ဒီပင်ကရာမြတ်စွာဘုရားဆိုတာအော်အော်ဟိုသူမေရာရှင်ရဲ့တေးဆိုတဲ့ယတိဘဝဆိုတာကဒါတော်ရင်တိုင်လူမဟုတ်ဘူးပြောချင်တာသူရှိမှစွာအားကြီးရှိနေတယ်ဟိုဘက်တန်တရာရဲ့တပတ်ကံပြောချင်တာနိဗ္ဗာန်ရောက်ဖို့ဆိုတာသူဒီမဝေတော့တဲ့ကာလမှာ နော်သူဒီကျင့်လိုက်ပြီးဆိုရင်ဒါတန်တရားဝစင်းရဲ့ဒုက္ခတွေကနေလွန်မြောက်ပြီးတော့မှကိုလိုယုံသွားလို့ရတယ်။ဘာလို့ဆိုတော့နိဗ္ဗာန်ကိုရောက်သွားပြီးဆိုရင်သူဒီပါရမီဖြည့်စရာမလိုတော့ဘူးပြီးပြီးဆိုရင်ဘာလို့ဆိုတော့ဒါစင်းရဲ့ဒုက္ခတွေဆိုတာခံစရာမလိုတော့ဘူး။ ဒါပေမဲ့လို့အိုက်စိတ်တက်မဟုတ်ဘူးသူမိတာရဲ့စိတ်တက်တီဘာလို့ဆိုရတော့ဒီလိုဒီပင်ကရာလို့ဒါတပ်ပညုတညံဆိုရဲညံယူရပြီးတော့မှတတဝါတွေကိုခြေချွတ်မယ်ဆုံးမမယ်ဆိုရဲပြောချင်တာတော့ပရာဟိတစိတ်တက်ပေါ့နော်ပရာဟိတစိတ်တက်နော်မြတ်စွာဘုရားဆိုတာကတကယ်ပရာဟိတနော်ဒါပရာဟိတသမားကြီးစစ်စစ်ပေါ့နော်အဲ့တော့ဒီ နိယတပြာဒိတ်ကိုပန်မယ်ဆိုရင် तू ဟာဟွာရီရှိသေးတယ်နိယတပြာဒိတ်ကိုခံယူရမယ်ပုံကိုယ်တွေမှာလीအရေးချင်းတွေအများကြီးရှိတယ်လူသားစင်စစ်ဖြစ်ရမယ်လို့ပြီးပြီးဆိုရင်အဲ့ချိန်မှာဇန်နေပိညာနေရမယ်လို့ပြီးပြီးဆိုရင်เนาะသူရှိမှာเนาะဒါဟွာရီရှိရမယ်လို့เนาะဒီအရေးချင်းတွေရှိရမယ်လို့เนาะသူရှိမှာဒါဟွာရီပေါ့เนาะအတဉဏ်ပညာတွေနေရှိရမယ်လို့เนาะပြီးဆိုရင်ဒါနာကုသိုလ်တွေတီလာကုသိုလ်တွေဒါတွေနဲ့ပြည့်စုံနေရမယ်ဆိုတော့เนาะအရေးချင်းတွေအများကြီးရှိတယ်အဲ့ချိန်မှာလीသူက ဒါဘာကိုလောက်တာတော့ဆိုတော့ဒါလေးဒါဘာလို့ဆိုတော့ဒါခင်းပြီးတော့မှအာဟိုကလုတ်တယ်ဆိုတာကဒါကျွန်တော်တို့ကလေပုံမြင်တဖွဲပါလို့ဆိုတော့နားထောင်လို့သားလေကောင်းတဲ့ပုံစံလုတ်နေတာတကယ်တော်လေတော်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 မှလေကြီးညိုစရာပြောချင်တာ အသက်ဆုံးပြီးတော့မှလုပ်တဲ့အလုပ်လို့ပဲပြောရမှာနော်ဒါလေးကိုရီးယားသားဒီပုံဟိုလေဒီပုံခဏခဏမြင်မှုနေကြကြားမှုနေကြဆိုတော့ဒါလေးကနော်ဒါဟိုပေါ်အဲမြတ်စွာဘုရားအဲလာတဲ့လမ်းမှာသူကတရားခင်းပြီးတော့မှဒါအဲဟိုကလုပ်တယ်ပေါ့နော်ဒါဟိုဘယ်လိုပြောမလို့ဟိုနော်အလူကံပုဂ္ဂိုလ်ဟိုဟာပေါ့နော်ဒါမြတ်စွာဘုရားကိုဒီလိုကြိုးဆိုတယ်နော်ပြီးရဆိုရင်ဒီလိုကုသိုလ်ပြုတယ်လို့ထင်တာတကယ်တော့မဟုတ်ဘူးနော်ဒါ သူ့မိသားရှင်ရဲ့တည်တည်သွားနိုင်နေတည်သွားနိုင်နေဆိုတာက ဒီပင်ကရာရဲ့မြက်စွာဖရားနောက်ပိုင်းเนาะယဟန္တာဘောင်းကဘာလို့ဆိုရတော့เนาะတော်ဟာယာနဲ့ထောင်နဲ့ရှိပြီးတော့ရှိတာအဲ့ချိန်မှာသူသူသူနေရာရှင်ရဲ့တည်တည်အသက်စွန့်နေဘာလို့ဆိုတော့ဒါနာမျိုးကိုပြုတ်ပြုတ်နေတာပေါ့ပြောချင်တာသူ့ဘောင်းတက်ပြီးတော့မှเนาะဖရားဟိုယဟန္တာတို့ကြွားသွားသူဘာလို့မအောင်ဆိုတော့အသေးခံမယ်ဆိုတော့စိတ်ဓာတ်နဲ့ဘာလို့ခဲ့အောင်ဆိုတော့ပူဇော်ခဲ့တာเนาะတကယ်တမ်းဆိုရင်သူ့မိသားစုသူ့ရှိမှာလောကီเนาะအဘိညာဉ်နေဇန်နေရတယ် အဲ့ဇန်နေနဲ့ဘာလို့တောင်ဆိုတော့ဒီဒီဘာဖြစ်တောင်ဆိုတော့မြောင်းမြောင်းဖြစ်နေတာဟိုဘောနော်ဒါဟို အဲဒီမြောင်းကိုသူဒီဒါတကိုးနဲ့အပိညာနဲ့ဗာလှုပ်လိုက်လို့ရအောင်ဆိုတော့ဖန်ဆင်းပြီးတော့မှကောင်းအောင်ဗာပြောလို့ဆိုလှုပ်လိုက်လို့ရတယ်အဲ့လိုမလှုပ်ဖိနဲ့ဗာလို့ဆိုတော့သူကိုယ်တိုင်ကို ကာယရင်းနဲ့စိုက်ထုတ်ပြီးတော့မှအတက်ကိုဗာလို့လို့ဆိုတော့ပေးလှူတဲ့တကယ်တော့အတက်စွန့်ပြီးတော့မှလှုပ်တဲ့အလှူဒါနာမျိုးဆိုတာကိုဒါဒီပုံကိုကြည်ချင်းအဖြစ်လीเนาะဒါကျွန်တော်တို့ကပို့ပြီးတော့မှဖရားရဲ့ဂုဏ်တော်တွေကိုပူဇော်ပူဇော်ရမယ်ပေါ့เนาะဒါဒါဒီယူယူတာမန်ပုံကိုယ်ကြီးလုံနိုင်တဲ့ အလုံးမဟုတ်ဘူးပြောချင်တာတော့ဗောလေဒါဖျားလောင်းနေမှာလုံနိုင်တဲ့အလုံးဖြစ်တယ်ပါရမီခီးစတယ်ဆိုတာကိုပြောတာဒီပါရဒီဘဝကစလိုက်တဲ့အတွက်ကြောင့်မလို့ပါရမီစလိုက်တဲ့အတွက်ကြောင့်မလို့လေးသိရှင်နေကဘာတသိမ့်ပတ်လုံးကဘာလုတ်ပြီးတော့ဆိုတော့ခံပြီးရောပဲ ပါရမီဖြည့်ပြီးတော့ပဲပြောချင်တာတော့ဒါလေဒါဟိုပေါ့စင်ရဲတွေဒုက္ခရောက်မယ်ငရဲလည်းရောက်မယ်เนาะအပြိတ်ဟွာလေးပုံအပယ်လေးပုံလည်းဘာဖြစ်မှာဆိုတော့ကြာမယ်เนาะပုထုဇဉ်သူကပါရမီဖြည့်တယ်ဆိုတာကပုထုဇဉ်ဘဝနဲ့ပဲဖြည့်လို့ရတာ ဒီကြားထဲမှာအရိယာဖြစ်သွားလို့မရဘူးသောတာပန်ဖြစ်သွားလို့မရဘူးတက္ကရာကအနာဂံဖြစ်သွားလို့မရဘူးဖြစ်သွားပြီဆိုရင်သူကဘာဖြစ်မှာဆိုခုနှစ်ဘဝနဲ့ပဲဒါဖြစ်သွားမယ်အနာဂံဆိုလဲနောက်တဘဝပဲကျန်တော့မယ်ပြောတော့ဘဝပေါင်းများစွာဖျားမဖြစ်မရှင်းတာဘာပဲဖြစ်ရတာလဲဆိုတော့ပုထုဇဉ်ဘဝနဲ့ပဲပါရမီဖြစ်ရတာဒါကြောင့်မို့လို့ဒီဆင်းရဲဒုက္ခတွေကိုဘာလို့ဆိုတော့ခံဖို့အတွက်ကဘာလို့ဆိုတော့နော်ဒါသူ့မိသားရှင်ရဲ့တည်းရဲ့စိတ်တက်သည်မာနရှိရဲဆိုတာကိုဒါဆရာတော်ကထုတ်ပြထားတာပေါ့နော်အဲ့တော့ဒီမာနသည်ဒါ ားသင်ထားလိုက်တဲ့မာနဖြစ်တယ်ဆိုတာကိုဒါကျွန်တော်တို့ကကုသိုလ်ရာမှာဒီမာနထားရမယ်ဆိုတာကိုသိရမယ်ပေါ့နော်။ကြရင်နော်။အဲ့တော့အနာတိမာနီနော်။အနာတိမာနီဆိုတာပြီးသွားပြီနော်။အနာတိမာနီပြီးပြီဆိုရင်နောက်တစ်ခုကရတော့ အဲအဲခဏလေးနော်ဒီလေးဆလိုက်တစ်ခုကြံနေပြီးอ่ะအဲ့တော့လွန်ခဲ့တဲ့မာနာဆိုတာကတဲ့နော်ဒါမထားမဲ့မာနာဖြစ်သွားပြီနော်ဒါမထားမဲ့မာနာကတော့ဘာလို့ဆိုတော့လူကြီးတွေကိုအယုအသေးနော်မပေးနိုင်တာလေးလေးစားစားမဖြစ်တာနော်နော်ဒါဒါကျွန်တော်တို့လူငယ်တွေပို့ပြီးတော့စိုးတယ်နော်တချို့လေဟာလူကြီးတွေကကိုယ်တော့မတက်ပါဘူးနော်သူတို့ကနော်အန်တိတ်ကြီးတွေပါဘာမှသိတာမဟုတ်ဘူးဆိုပြီးတော့မှအယုအသေးမပြူဘူးလေးလေးစားစားမလုပ်ဘူးဆိုတာဒီဒီဒါမေတ္တာပြတ်မဲ့ အလုပ်တွေပဲเนาะဒါမာနာတောင်မာနာတက်ကြွတာတချို့ရောက်တော့ဒါဒါအခုပြောတဲ့ပညာနဲ့ဖြစ်စေเนาะ तू อ่ะပညာတက်တယ်เนาะကိုเนาะကိုอ่ะဟိုပါเนาะကိုကိုလုတ်ဖို့ခိုင်းဘက်ကကိုလောက်ပညာမတက်ဘူးเนาะစီဝါနဲ့ဆိုလဲတူတူပဲပေါ့เนาะကိုอ่ะပတ်စံနေအများကြီးရှာနိုင်တယ် तू อ่ะမရှာနိုင်တဲ့ပုံကိုဘာတော့ဆိုမင်းငော့ရဲပေါ့เนาะဒါအောက်တန်းကြားတယ်လို့ထင်တယ်ကိုอ่ะပဲตายတယ်လို့ထင်တယ်ပြီးရဆိုရင်အလားကုန်เนาะအလားကုန်เนาะဂုံတရင်เนาะဒါတွေကကိုထက်ตายတယ်ဆိုရင်ဒါဘာဖြစ်ကြအောင်ဆိုတော့เนาะ